thank uh you -huh. မင်္ဂလာပါရှင်ခစ်တိသတင်းဌာနကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်။နိုင်ရီကန်တပ်ပွဲမှာစစ်ကောင်စီရဲ့အသေးခံ drone 20ကိုအေးအေးပြစ်ချနိုင်ခဲ့တဲ့အကြောင်းတင်ဆက်ပေးပါမယ်။မကွေတိုင်းငဖဲမြို့အပိုင်းအမ်ဘရန်လန်ပေါ်ကနိုင်ရီကန်နေချောင်းကာကွယ်ပြူဟာစခန်းတိုက်ပွဲကိုပြစ်ကူလာပေါ်လာတဲ့စစ်ကောင်စီရဲ့အသေးခံ drone 20ကိုအရခတ်တပ်တော်အင်ကပြစ်ချနိုင်ခဲ့လို့သိရပါတယ်။မနီကမလ25ရက်မှာအေးအေးကပြစ်ချနိုင်ခဲ့တာဖြစ်တယ်လို့အန်တီတာကန်စီရေးသတင်းအရင်းမြစ်တယောက်ကပြောပါတယ်။နိုင်ရီကန်ပြူဟာစခန်းကိုအသေးခံ drone တွေရော ဆက်တက်နေရင်ရောရဟန်းရင်နဲ့ရောပုံကျဲတက်ခိုက်မှုတွေအများအန်းရှိရယ်မနေ့ကတော့အတီကန်ဒရုန်း20ကိုအင်ကာပြစ်တာထိသွားလို့ပြတ်ကျသွားတယ်လို့ပြောတယ်။ဒါအပြင်နိုင်ရင်ကန်တိုက်ပွဲကိုစစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီရဲ့စစ်ကြောင်းတွေစီကဒရုန်းနဲ့လက်နက်ခဲယံတချို့ကိုအင်ကာတိုက်ခိုက်သိမ်းဆည်းရမိထားတယ်လို့မြေပြင်စစ်အခြေအနေကိုသိရသူတော်လိုင်းတပ်ဖွဲ့နယ်နီးစပ်တဲ့အမျိုးသားတယောက်ကပြောပါရယ်။ ဆက်လက်ပြီးမင်းအွန်လိုင်းသားအောင်ပြေဆောင်ပိုင်း Capital Ace ကုမ္ပဏီကစစ်တပ်ရင်ဥပိုင်ကုမ္ပဏီနဲ့ပူးပေါင်းပြီးတာယာများထုတ်လုပ်ပြန်ပူရောင်းချကစစ်တပ်ထုတ်ကုန်မှမသိစေဖို့ကြော်ကတာယာလိုအမိပြောင်းထုတ်လုပ်တဲ့အကြောင်းတင်ဆက်ပေးပါမယ်။အကြံဖတ်စစ်ကောင်ဆောင်မင်းအွန်လိုင်းသားအောင်ပြေဆောင်ပိုင်းဆိုင်တဲ့ Capital Ace ကုမ္ပဏီကစစ်တပ်လာအောက်ကမြမစီပွားရေးဥပိုင်ကုမ္ပဏီနဲ့တူပူးပေါင်းပြီးတာယာများထုတ်လုပ်ပြန်ပူရောင်းချလျက်ရှိကြောင်းတန်းနဲ့ဆက်နေတဲ့စီပွားရေးတည်င်းအမြင့်တွေကပြောပါတယ်။2024ခုနှစ်စက်တင်ဘာလမှစတင်ပြီးစစ်တပ်လာအောက်ကဥပိုင်ကုမ္ပဏီနဲ့မင်းအွန်လိုင်းသား ိုင်ဆိုင်တဲ့ Capital X Company တို့ကြောင့်ကုန်ကြမ်းပေးကုန်ကြောယူစနစ်နဲ့အကျိုးတူပူးပေါင်းတာယာတွေထုတ်လုပ်နေခြင်းဖြစ်ကြောင်းသိရပါတယ်။စစ်တပ်လက်အောက်ခံမြမစည်းဝိုင်းဥပိုင်ကထုတ်လုပ်တဲ့တာယာများထုတ်လုပ်ဖြန့်စည်းခွင့်ကိုမင်းအောင်လိုင်ရဲ့သားဖြစ်သူအောင်ပြည်စုံကတအူးတဲ့ကိုယ်စားလှယ်ဖြင့်ရရှိထားကြောင်းအောင်ပြည်စုံက CRV Motorcycle Bus Company ကိုလည်းထူထောင်ပြီးမန္တလေးမြို့မြို့ပတ်လမ်းမန္တလေးပြည်ဦးလွင်လမ်းအခြေဆိုင်ပြီးတာယာဖြန့်ဖြူးရေးလုပ်ငန်းများကိုလည်းလှုပ်ဆောင်နေရှိကြောင်းသိရပါတယ်။ CRV Motorcycle Bus Company က အောင်ပြေဆောင်စီဝိုင်းလူယုံမောင်မောင်နိုင်ကဦးစီးလှုပ်ဆောင်နေတာဖြစ်ပြီး Capital H Group အခွဲကုမ္ပဏီဖြစ်ကြောင်းသိရပါတယ်။ဒါအပြင်စစ်ကောင်စီလောက်ကန်ဥပိုင်ကုမ္ပဏီတွေတာယာဆိုင်ုံက Trista တစိမ့်ကားတာယာနဲ့ဆိုင်ကယ်တာယာတွေကို ထုတ်လုပ်ဖြန့်ချီလျက်ရှိပြီးအခုခါမှာဂျော်ကာမတ်တစိကိုပြောင်းလဲကတာယာများကိုထုတ်လုပ်နေကြောင်းသိရပါတယ်။အလားတူအောင်ပြည်ဆောင်ရဲ့အတီးကရှယ်ယာများဆုံးပါဝင်တဲ့ YHI အောင်မြန်မာကုမ္ပဏီနာမည်ကျော်ဂျပန်ခိုယိုဟာမာကာတာယာဥရောပနာမည်ကျော်တာယာဖြစ်တဲ့ Downlaw နဲ့ပြင်သစ် Total Company ELF NGYC တင်သွင်းဖြန့်ဖြူးမှုတွေကိုလှုံ့ဆော်လျက်ရှိကြောင်းမြန်မာနိုင်ငံရဲ့ကားတိုင်ယာဈေးကွက်နဲ့ NGYC ဈေးကွက်ကိုမောင်းမောင်းနိုင်တဲ့အောင်ပြေဆုံးလုပ်ရေးကုမ္ပဏီဖြစ်တဲ့ YHI အောင်မြန်မာကလဝကြီးအုပ်ခြေလှယ်နေကြောင်းသိရပါတယ်။အောင်ပြေဆုံးကဖုံးမြက်ပြေဆုံး Skywan မြန်မာစစ်သူကြီးမင်းတရားကြီး Winning Sky True Golf အောင်မြင့် Moment Insurance Company My Dad Telecom ရှယ်ယာရှင် Azura Beach Resort EMM Maha Company Limited ငိမ့်ချမ်းပြေဆုံး Magnificery and Trading Company Limited စတဲ့ကုမ္ပဏီများစွာကိုနာမည်မျိုးစုံနဲ့လုတ်ကိုင်းနေသူဖြစ်ကြောင်းစစ်တပ်နဲ့အရက်ဖတ်ဝင်ကြီးဌာနရဲ့ဆောင်းလုံရီတင်တာလန်ဒတာဆောင်းလုံရီတင်တာများ EV ကနဲ့ဆိုလာပြားတွေတည်သွင်းခြင်းအပါဝင်မြန်မာနိုင်ငံရှိစီးပွားရေးအလုပ်အသည့်အလက်အကြီးမျိုးစုံကိုအောင်ပြေဆောင်ကလုတ်ကိုင်းလျက်ရှိကြောင်းစစ်တပ်နဲ့ဆွနေတဲ့တရင်နေရာဆိုပါတယ်ဆက်လက်ပြီးလေးမျက်နှာမျိုးအနည်းကိုအေအေထိုးဆင်ရောက်ရှိလာပြီးစစ်တပ်ကငဝန်တရားအစဉ်ရွှေတစ်စုရွာမှာခန်းစစ်ပြင်ဆင်နေကပြည်သူများကိုထမင်းနဲ့ဟင်းများချင်းချောက်ချက်ကမ်းပြီးပို့ဆောင်ခိုင်းနေတဲ့ကြောင်းတင်ဆက်ပြီးပါ ါမယ်။အီယာရီတိုင်းလေးမျက်နှာမျိုးနီးကိုအေအေရဲ့ထိုးစက်ကရောက်ရှိလာပြီးအကြံဘတ်စတကသဝန်တဒါအစဉ်ရွှေတစ်စုရွာမှာခန်းဆက်ပြင်းစင်နေကကျင်းရွာပြည်သူတွေကိုထမင်းနဲ့ဟင်းများကိုစတကအတင်းကျပ်ချက်ပြီးပို့ဆောင်ခိုင်းနေကြောင်းဒေသခံပြည်သူတွေကပြောပါရယ်။မလဆန်ပိုင်းမှာစတင်ပြီးလေးမျက်နှာမျိုးနီးမှာအေအေနဲ့အကြံဘတ်စတတို့ထိတွေ့တိုက်ပွဲတွေစတင်ပြင်းထန်လာပြီးလက်ရှိအချိန်လေးမျက်နှာမျိုးအနီးတီအေအေရဲ့ထိုးစက်များရောက်ရှိလာကြောင်းလက်ရှိမှာအကြံဘတ်စတကသဝန်တဒါအစဉ်ရှိရွှေတစ်စုရွာမှာခန်းဆက်ပြင်းစင်နေကြောင်း ဒါအပြင်ငဝုံမြစ်အနောက်ဖက်ရှိသမိုင်းဝင်ထူပါယုံဖျားကြီးမှလည်းအစံဘက်စစ်ကောင်စီတပ်သားတချို့ရောက်နေပြီးတက်ဆွဲမှုပြင်ဆင်နေကြောင်းအစံဘက်စစ်ကောင်စီတပ်သားများရောက်ရှိလာတာကြောင့်ထူပါယုံဖျားကြီးအနီးရှိကြေးရွာများမှပြည်သူတွေကဘေးလွတ်ရာကိုကြိုတင်ရှောင်ရှားနေကြကြောင်းသိရပါဗျာ။ ိုင်းလိုချမ်းဘတ်စစ်ကောင်စီတပ်သားများလာရောက်တက်ဆွဲခြင်းကြောင့်မလ23ရက်မှစတင်ပြီးရွှေတစ်စုကြီးရွာရဲ့လက်နက်ကင်ကြီးရွာအုပ်ချုပ်ရင်မူဇော်နိုင်ကကြီးရွာနေပြည်သူများကိုအလဲကြထမင်းနဲ့ဟင်းများအတင်းအကျပ်ချက်ခိုင်းပြီးစစ်သားများထံကိုပို့ဆောင်နေကြောင်းသိရပါတယ်။ကြီးရွာနေပြည်သူတွေကစစ်ခွေးတရားစာချက်ပြီးပို့ဆောင်နေရတဲ့ရွာလူကြီးဇော်နိုင်ဦးကလက်နက်ကင်အုပ်ချုပ်ရင်မူပါသူ့အိမ်မှာလည်းလက်နက်ခရမ်းချို့တင်ဆဲထားတာရှိတယ်။အခုဆိုနေ့စဉ်လက်နက်ကြီးတန်တွေကြားနေရပါတယ်။တဖြည်းဖြည်းနဲ့လက်နက်ကြီးတန်ကပို့ပြီးကြဲကြဲလောင်လောင်ကြားနေရတယ်။အေးအေးရဲ့ထိုးစစ်မြို့နာ ကန်လာပြီလို့ဒေသခံတအုပ်ကဆိုပါတယ်။အကြမ်းဖက်စစ်တပ်ကလင်းမျက်နှာမျိုးနဲ့တွင်ဖြစ်ပွားနေတဲ့တိုက်ပွဲတွေမှာထိခိုက်သေးဆုံးမှုများပြားပြီးလေကြောင်းနဲ့လက်နက်ကြီးတွေကိုသာအားထားပြီးတိုက်ခိုက်နေရခြင်းဖြစ်တယ်လို့သတင်းမှာဖော်ပြပါရှိပါတယ်ရှင်။ မြန်ကုန်းမြို့နယ်နေရပ်ကွက်မှာမနေ့ကညပိုင်းစစ်ကောင်စီရဲ့အထူးတပ်ဖွဲ့ကစစ်စင်ရေးပုံစံနဲ့အဲစင်းဝင်စစ်ပြီးရခိုင်လူငယ်ဆယ်ဦးပါဝင်လူငယ်အများပြားကိုဖမ်းဆီးသွားကတကားမဖွင့်တဲ့အိမ်များကိုရိုက်ချိုးဖွင့်တဲ့အကြောင်းတင်ဆက်ပေးပါမယ်။ရန်ကုန်တိုင်းမြန်ကုန်းမြို့နယ်အမှတ်နေရပ်ကွက်မှာမနေ့ကညပိုင်းစစ်ကောင်စီရဲ့အထူးတပ်ဖွဲ့ကစစ်စင်ရေးပုံစံနဲ့အဲစင်းဝင်စစ်ပြီးရခိုင်လူငယ်ဆယ်ဦးပါဝင်လူငယ်အများပြားကိုဖမ်းဆီးသွားကြောင်းဒေသခံပြည်သူတွေကပြောပါရင်ဒီမနက်တနားရီလောက်တနားသိချီလက်နေရပ်ကွက်ထဲကိုစစ်သားနေရဲကရှာ ားချီတဲ့အထူးတပ်ဖွဲ့ကလူတွေတိုက်တွေပေါ်အကုန်တက်တဲ့ရခိုင်လူငယ်၁၀ဦးလောက်အဖမ်းခံရတာတွေ့ရတယ်။အဲစင်းလည်းတိုင်ထားတာကိုဖမ်းတာအခြားအဲစင်းတွေမတိုင်တဲ့ပြည်သူတွေလည်းအဖမ်းခံရတယ်။အချုပ်ကားတွေရဲကားစစ်ကားတွေအများကြီးနဲ့ရက်ွက်နယ်လမ်းကိုပိတ်ပြီးအဲစင်းစစ်တားလို့မယံကုန်းမြို့နယ်နှင်းရက်ွက်မှာပြည်သူတအုပ်ကပြောပါရယ်။ဒါအပြင်မယံကုန်းမြို့နယ်နှင်းရက်ွက်မူဒီတာအင်ယာတဲ့အတွင်းမှာလည်းအခန်းအားလုံးကိုဝင်ရောက်စစ်ဆေးပြီးအဲစင်းရဲ့တိုင်ထားသူမှန်တများကိုရက်ွက်ယုံနယ်ကိုခေါ်ဆောင်သွားကြောင်းသိရပါရယ်။မူဒီတာအင်ယာတဲ့ကိုတော့အဝင်ထွက်တွေပိတ် ိတ်ပြီးစက်တာဒီမနက်မှပြန်တီးရတာကအမတ်နေ့ရက်ွက်တစ်ခုလုံးကိုစစ်ဆေးတာမတင်ကြတဲ့အိမ်တွေဆိုရင်ချက်နောက်ပါလှန်စစ်တဲ့စံအိုးတွေဖွင့်နေ လက်နက်ခရမ်းရှာတာလို့ပြောတယ်လို့မူဒိတာအင်ယာတက်မှပြည်သူတအုပ်ကဆိုပါတယ်အင်းစင်းစစ်စင်းရဲ့စစ်ကောင်စီရဲ့အထူးတပ်ဖွဲ့မှမယန်းကုန်းမြို့နယ်အမှတ်2ရပ်ကွက်ရုံးမှာရပ်ကွက်အုပ်ချုပ်ရေးဖွဲ့ဝင်တချို့ပါဝင်ခြင်းမရှိဘဲကွင်းစင်ပြီးစစ်စင်းရေးပုံစံနဲ့ဝင်ရောက်စစ်ဆေးခြင်းဖြစ်ကြောင်းဒေသခံပြည်သူတွေကဆိုပါတယ်ရဲနဲ့စစ်သားအယောက်400ကျော်တိုက်တွေ့အကုန်လုံးဝင်တာမူဒိတာအင်ယာတွေကအများဆုံးအဖမ်းခံရတာမော်တော်ပြီးခဲ့ပါတယ်အယံမီတက်အနေငယ်ပါတယ်စစ်ကားတွေရဲကားတွေအရေးပေါ်ကားတွေရောအစင်တင်ထားတာတကားဖိတ်ထားတဲ့အခန်းတွေကအစာအက ုံရိုက်ချိုးသွားတာတနေ့ကဗဟိုလမ်းပေါ်အပိုလိုဟိုတယ်ရှိအပြစ်ခံရတဲ့ကိစ္စနဲ့ပတ်သက်ပြီးတရက်ကွက်လုံးကိုတတိုင်းမကြံဝင်စစ်တာည7နာရီကနေမနက်4နာရီခွဲမှာအားလုံးပြန်ကုန်တယ်လို့မယန်းကုန်းမြို့နယ်နေ့ရက်ကွက်မှာပြည်သူတအုပ်ကဆက်လက်ရှင်းပြပါရယ်နောက်ထပ်တပုံနေနဲ့အဖိနှိတ်ခံပြည်သူလူထုတရက်လုံးလို့လာတောင်းတာတဲ့နိုင်ငံရေးမျှော်မှန်းချက်များတလုံးတဝရရရှိစေဖို့အတွက်တိုင်းသားညီကိုရီးယားအကောင်းဆုံးမိတ်ဆွေဖြစ်ဆက်လက်ရည်တည်သွားမယ်လို့အေးထုတ်ပြန်နေကြောင်းတင်ဆက်ပေးပါမယ်အဖိနှိတ်ခံပြည်သူလူထုတရက်လုံးလို့လာတောင်းတာတဲ့နိုင်ငံရေးမျှော်မှန်းချက် ံများတလုံးတဝါနဲ့ရရှိစေဖို့အတွက်တိုင်းသားညီကိုရီးယားအကောင်ဆုံးမိတ်ဆွေအဖြစ်ဆက်လက်ရည်တည်သွားမယ်လို့အာရကတက်တော်ကဒီဇင်ဘာလ29ရက်မှာထုတ်ပြန်ပါတယ်။အာရကတက်တော်ကအဖိနိုင်ခံမြန်မာပြည်သူလူထုတရားလုံးရဲ့လူလာတောင်းတာတဲ့နိုင်ငံကြီးမျှော်မှန်းချက်များတလုံးတဝါနဲ့ရရှိစေဖို့အတွက်မမမမဆက်လက်ရည်တည်ပြီးမြန်မာပြည်ရင်းမှာတိုင်းသားညီကိုရီးယားအကောင်ဆုံးသောညီကိုမိတ်ဆွေဖြစ်ဆက်လက်ရည်တည်သွားမှာဖြစ်ကြောင်းအေကပြောဆိုပါတယ်။အာရကပြည်သူတော်လိုင်းအစိုးရကအာရကဒေသအတွက် အကျိုးစီးပွား အဖြစ်ထုံးနဲ့ဒေတာဖွံ့ဖြိုးတိုးတက်ရေးကိုအထောက်အကူပြုတဲ့မြည်တိနိုင်ငံခြားရှင်နီမြုံနယ်မှုမျိုးမဆိုအတိမတ်ပြုကြိုးဆိုပြီးရှင်နီမြုံနယ်ရဲ့လုပ်ငန်းများစီမံကိန်းများနဲ့ရှင်နီမြုံနယ်လုတ်ကင်နေကြတဲ့သူတွေရဲ့လုံခြုံရေးအသက်အန္တရာယ်တွေကိုမိမိတို့အနေနဲ့အထူးကူဆိုင်ကာကွယ်ဆောင်ရှောက်သွားမှာဖြစ်ပါတယ်။လာရောက်ရှင်နီမြုံနယ်ကြတဲ့နိုင်ငံခြားရှင်နီမြုံနယ်မှုစီမံကိန်းများဆက်လက်လည်ပတ်နိုင်ဖို့အတွက်မိမိတို့အဖွဲ့အစည်းကအစိုးရကုမ္ပဏီတွေနဲ့ပူးပေါင်းဆောင်ရွက်သွားမယ်အပြင်အကျိုးတို့ပူးပေါင်းဆောင်ရွက်ဖို့ကိုလည်းလိုလားကြောင်းထုတ်ပြန်ကြမှာပေါ်ပြပါရတယ်။၂၀၂၃ 2023ခုနှစ်နိုဝင်ဘာလ17ရက်နေ့မှာစတင်ခဲ့တဲ့အာရခဒေတာအတွင်းမှာအာရခတက်တော်ရဲ့ထိုးစစ်တွေကမိမိတို့အာရခဒေတာအတွင်းနေပြည်သူလူထုတရက်လုံးရဲ့လူလာတဲ့ဆန္ဒနဲ့အာရခဒေတာနဲ့လူမျိုးပေါင်းစုံလူမျိုးရေးကိုအတိအကျယူရပြီးအဖိနှိတ်ခံမြန်မာပြည်သူတရင်လူတရက်လုံးရဲ့စစ်အာဏာရှင်စနစ်မှာလူမျိုးရေးအတွက်တိုင်းရိုက်အထောက်အပံ့ပြုမယ်လို့ အကျွမ်းမဲ့ယုံကြည်ကြောင်းလွန်ခဲ့တဲ့နှစ်ကာလများမှာလေတရုတ်ပြည်သူသမ္မတနိုင်ငံရဲ့တက်ကြွတဲ့ဦးဆောင်မှုအောက်မှာတရုတ်မြန်မာနေဆက်ဒေသတည်ငြိမ်ရေးအကြမ်းဖက်မှုများပပောင်ရေးအွန်လိုင်းလောင်းကစားကြားဖြတ်တိုက်ဖြတ်ရေးစတဲ့ကဏ္ဍရက်တွေမှာမိမိတို့အဖွဲ့အစည်းသားမကကိုကံတောင်းအဖွဲ့အစည်းတွေနဲ့တူဟိုင်ငယ်သဘောတူညီချက်ရရှိတဲ့အထိမိမိတို့ကစိတ်အားထက်သန်စွာဖြင့်တက်တက်ကြွကြွပူးပေါင်းပါဝင်ခဲ့ကြောင်း လက်ရှိမြန်မာနိုင်ငံရဲ့ပြည်တွင်းရေးအခင်းအကျင်းဖြစ်ပျက်တွေကိုစည်ရင်းနဲ့ဖြည့်ရှင်းတာထက်နိုင်ငံရေးနည်းလမ်းနဲ့ဖြည့်ရှင်းဖို့အမြဲတမ်းအသင့်ရှိပါကြောင်းထုတ်ပြန်ချက်မှာပါရှိပါရယ်ရခိုင်မျိုးသားဖွဲ့ချုပ်အရခတ်တပ်တော် ULAA ကအရခပြည်သူလူထုတရက်လုံးရဲ့ထောက်ခံမှုနဲ့အတူအရခဒေတာအတွင်းနေလူမျိုးပေါင်းစုံရဲ့အမျိုးသားတန်းတူရေးဒေတာတစ်ခုလုံးဖိနှိပ်အုပ်ချုပ်သူတို့လက်အောက်မှာလွမြောက်ရေးတို့အတွက်ဒီဇိုင်းမမတ်ကျိုးပန်းဆောင်ရွက်လျက်ရှိတဲ့အဓိကရှေးဆောင်လက်နက်ကင်တော်လိုင်းဆင်နွှဲနေတဲ့နိုင်ငံရေးဖွဲ့စည်းတစ်ခုဖြစ်ကြောင်းထုတ်ပြန်ချက်မှာဖော်ပြကြောင်းတရင်မှာ ပါရှိပါရဲ့ရှင်။